ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အနိုင်ကျင့်လုံးနဲ့စင်ကြီးနဲ့ငှက်မလေးကျောင်းကြီးတစ်ခုမှာဘူလာလို့ခေါ်တဲ့စင်ကြီးတစ်ကောင်နေထိုင်ပါတယ်။အဲဒီစင်ကအရန်ကိုရိုင်းဆိုင်လို့မာတယ်။သူ့ရဲ့ခွန်အားပလကြီးတာအခွင့်ကောင်းယူပြီ တရိတ်ဆန်အကောင့်တင်းတင်းလေးတွေကိုအမြဲအနိုင်ကျင်းလင်းရှိပါတယ်။တော်ရီကအခြားသောတရိတ်ဆန်တွေကသူ့ကိုမျက်နှာနဲ့ဝေးဝေးထွက်ပြေးကြပါတယ်။ဒီနေ့မှစင်ကြီးကတပိတပိအောင်ရောက်တော့တွန်တနီးငတ်မလေးအစာရှာနေရကိုမြင်သွားပါတယ်။တွန်တနီးကစင်ကြီးကိုသတိမထားမိပဲကိုယ်လုံးကိုပဲဆက်လုပ်နေပါတယ်။စင်ကြီးလည်းဒေါသထွက်သွားပါတယ်။ဘာလဲဟဲ့တွန်တနီးငတ်မ။နေရဘူလောက်အောင်မြင်တာတော့မမြင်ကြောင်စောင့်နေရပေါ့။ငါ့အောင်ပါမင်္ဂလာပါလို့နှုတ်မဆက်ဘဲနဲ့ကိုယ်စာပဲကိုရှာနေပါလား။ ငါလီတစ်ချက်မှောက်လိုက်တာနဲ့နီဒီတော့ရဲ့အပြင်ဘက်ကိုကျသွားလိုက်မယ်။အယိုးတစ်ချာအသားတစ်ချာဖြစ်သွားမှာ။အခုဘူလာရဲ့"ကျမကျမအလုပ်ကိုကျမလုပ်နေရပါ။ကျမရှင့်ကိုဘာရင်းများဒုက္ခပေးနေလို့လဲ။ရှင်ဘလောက်ပဲခွာဘလောက်ကြီးကြီးငင်းငိမ့်နေတဲ့နဲ့ဒေါသထွက်တာအခုနဲ့မလိုက်ဘူး။အခုရဲ့ခွာဘလောက်ကြောင့်ဘဝင်မြင့်နေရဆိုတာကောင်းတဲ့အရာမဟုတ်ပါဘူး။နေ့လိုအကောင်တေးသေးလေးငှက်မှငါ့ကိုလာပြီးတရားဟောနေရလား။ငါအခုပဲနေ့ကိုပညာပေးပြမယ်။ အဲလိုပြောပြီးဘူလာကရှီတိုးလာတော့တွန်တနီငတ်မာလီကထွက်ပြေးသွားပါ යි ဘူလာကငတ်မာလီရှာထားတဲ့အစာတွေအကောင်လုံးနဲ့ဘူလာကငတ်မာလီရှာထားတဲ့အစာတွေအကောင်လုံးခြေထောက်နဲ့နင်းပြီးသူမလေးကိုတက်ပြစ်ဖို့ရှီတိုးလာပါ යි အဲဒီချိန်မှာတွန်တနီလေးကတစ်ပင်ပေါ်ကသူမရဲ့အသက်လေးထဲမှာဝင်ထိုင်နေလိုက်ပါ යි စင်ကြီးကအဲဒီတစ်ပင်ကိုအားနဲ့ဝေဆောင်လိုက်တော့ငတ်မာလီကတစ်ပင်အောက်ကိုပြုတ်ကျလာပါ යි တွန်တနီလေးကမဖြစ်ဖြစ်တဲ့အနေနဲ့ မိမိအသက်မတည်အောင်ထွက်ပြေးလာရှာပါယ။စင်ကြီးလည်းရှေးဆက်တိုးလာတော့ကြီးကန်းကာလူအစာတဲသွားနေရတွေ့သွားပါယ်။ကာလူကမိုးတွင်မရောက်ခင်အစာရီကိုကြိုတင်စုဆောင်းနေရဖြစ်ပါယ်။ကာလူကသူ့ရဲ့အိမ်ထဲမှာအစာရီတော်တော်များများစုဆောင်းထားပြီးပါပြီ။ဘူလာကနေရင်ထိုင်ရင်သူ့အပေါ်လည်းဒေါသထွက်သွားပါယ်။ဟဲ့ကာလူနေရငါသွားမယ့်လမ်းပေါ်မှာအနောက်ရှက်ပြောင်းအတိုက်ဆောက်ပြီးရအောင်နေနေပါလား။ငါသွားမယ့်လမ်းရှင်းလေးနေရမယ်။ဒီနေရာနေမြန်မြန်ဖဲ အခုချက်ချင်းဒီများနေထွက်သွားစမ်းနောက်တခါဒီများထွက်မလာမိပါစေနဲ့မဟုတ်ရင် နေ့ကိုကောင်းငင်ပေါ်ပို့ပေးလိုက်ငါပြောတာနားလေလားအခုဘူးလားရဲ့ကျွန်တော်အခုဘာများလုံးမိလို့တော့ကျွန်တော်ပေါ်ဘာလို့ဒီလောက်တောင်ဒေါသထွက်နေရလဲကျွန်တော်ပြောတာနားထောင်ပါအခုလဲအေးချမ်းစွာနေပြီအခြားတရိစံတွေလည်းအေးအေးချမ်းချမ်းနေခွင့်ပေးလိုက်ပါကောင်းစုပ်ငါ့ကိုလာပြီးတင်နေရလားငါပြောတဲ့အတိုင်းလိုက်မလုပ်ဘူးပေါ့အခုချိန်ကြီးငါရှေ့မှာရက်နေရောမယ်ငါနေ့ကိုအမှုန့်ချေပြစ်မယ် ကြီးကန်းကာလူကကြောက်ပြီးသူ့အိမ်ထဲမှာဝင်ပေါင်းနေလိုက်ပိုင်။ဘူလာကရှေ့တိုးပြီးတပင်ကြီးကိုအားနဲ့ဝင်ဆောင်တော့တပင်ဘဝကာလူရဲ့အိမ်လေးကပြုတ်ကျလာပိုင်။ကာလူကသူ့အသက်မသေးအောင်ထွက်ပြေးသွားပြီမဲလို့လဲအလွန်စိတ်တုန်နေပိုင်။ဒါပေမဲ့အဲ့အချိန်မှာတော့ဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူး။ဘူလာလည်းထွက်သွားပြီးတဲ့အခါမှာတော့ကာလူကစိတ်ညစ်စွာနဲ့အကိုင်းတကိုင်းပေါ်မှာနားလိုက်ပိုင်။အဲ့အချိန်မှာသူ့နာကိုတနာစရာကောင်းတဲ့တွန်တနီးငှက်မလေးကရောက်လာပိုင်။ သူကစင်ကြီးရဲ့ရက်စတဲ့လောက်ရက်တွေအကောင်လုံးမြင်သွားခဲ့ပါတယ်။သူမလည်းစင်ကြီးရဲ့အနိုင်ကျင့်မှုခံခဲ့ရတာဆိုတော့သူမလည်းအလွန်ဒေါသထွက်နေပါတယ်။သူမကကာလူကိုအခုလိုပြောလိုက်ပါတယ်။အခုကာလူရေကျမအိစင်ကြီးရဲ့ရက်စက်ရုပ်မာမှုတွေအကောင်လုံးမြင်တွေ့ပြီးသွားပြီ။သူကညီမကိုဒုက္ခပေးရဲ့။သူ့ရဲ့ခွန်အားပလအကုန်နဲ့လှုပ်ချင်အောင်လှုပ်နေရ။သူတင်ငဲသာကောင်းကောင်းရှားတင်နေ။ညီမတို့နှစ်ယောက်ပါပြီးသူ့ရဲ့လောက်ရက်တွေအတွက်အပြစ်ပေးမယ်။အဲ့ဒါမှ နောက်ပိုင်းသူဘသူ့မှာအနိုင်မကျင့်ရဲတော့မှာဟုတ်တယ်ညီမတွန်တနီညီမပြောတာမှန်တယ်အကိုတို့ဒီလိုခက်ခဲတဲ့အခြေလောက်နှမ်းရတော့မယ်ဒီပူလောက်ပညာကောင်းကောင်းပေးမှရမယ်မဟုတ်ရင်အဲ့ပူလောက်ငါတို့အားလုံးတပ်ပစ်လိုက်မယ်ညနေရောက်တော့တွန်တနီနဲ့ကာလူတို့ဟာပူလာနာရောက်လာကြပါဘူးလာကစိတ်နဲ့အိပ်ပျော်နေပါတယ်နှစ်ယောက်လုံးကသူတို့ရဲ့အကြံစီကိုအကောင့်ထဲပေါ်ပါရယ်ကာလူကစင်ကြီးနှာခေါင်ကိုစပါးပြီနဲ့ရောင်းလုံနေပါတယ် ။တွန်တနီကတော့စင်ကြီးရဲ့နရွက်ကိုဒုတချောင်းနဲ့ရိုက်နေပိုင်။ဘူလားစင်ကြီးလည်းစိတ်ရှုပ်ပြီးနိုးလာပိုင်။စင်ကြီးလည်းနှာလုံးလိုရုံးနေရပိုင်။ဟာတေးပြီကွာတေးပြီကွာဒါဘယ်သူလုပ်နေရလဲ။ကေကြပါအောင်။ဘာလို့ရမလဲစဉ်းစားမရအောင်။ငါနှာခေါင်းနဲ့နှာအတော်လေးကိုနေရာခတ်နေပြီ။ငါ့ကိုခွတ်လို့ပေးပါ။ငါတားမှန်ပိုင်။ငါ့ကိုလွတ်ပေးပါ။တရားရောင်ငါ့ကိုကယ်ပေးကြပါအောင်။နေခုဘလို့ခန်းစားရလဲစင်ကြီးဘူးလားနေခွန်ကဘလအာကုန်နဲ့ သူများရဲ့နောက်ဆက်တဲ့အခါမှာလည်းအခုလိုပဲခံစားရတယ်။အခုကုန်းလဲကြတော့ကိုယ်တိုင်မခံစားနိုင်တော့မလား။ငါမမောက်မာတော့ပါဘူး။ဘသူ့မှာလည်းဒုက္ခမပေးတော့ပါဘူး။ငါ့ကိုခုလို့ပေးပါ။အခုလုံနေရရက်ပြီးငါ့ကိုလွတ်ပေးပါတော့။ငါဘသူ့မှာဒုက္ခမပေးတော့ဘူးလို့ခရီးပေးပါရဲ့။ဟုတ်လား။အဲ့လိုဆိုလဲကောင်းပြီလေ။နေအားတော်လွတ်လွတ်လပ်လပ်နေခွင့်ပေးပါမယ်လို့ခရီးပေး။အေးပါ။ငါခရီးပေးပါရဲ့။အားလုံးလွတ်လွတ်လပ်လပ်နေခွင့်ပေးပါမယ်။ပြီးတော့အားလုံးလေးလေးစားစားဆက်ဆံပါမယ်။ ကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါ။အဲဒီနောက်မှာတော့တွန်တနီနဲ့ကာလူတို့ဟာရိုက်နေရာကို ရှက်လိုက်ပိုင်းသူတို့နေရာလုံးကအတူပါပြီးစင်ကြီးကိုပညာကောင်းကောင်းပေးလိုက်နိုင်ခဲ့ပိုင်းစင်ကြီးလည်းအတီတရားရှက်လာခဲ့ပိုင်းသူရဲ့မောက်မာမှုတွေလည်းအကုန်ချုံးနေသွားခဲ့ပြီးသူအရှုံးပေးလိုက်ပါပြီ။ငါမလေးတွန်တနီနဲ့ကြီးကန်းကာလူတို့လည်းအဲဒီနေရာကနေအေးအေးချမ်းချမ်းထွက်လာခဲ့ကြပိုင်းအကျင့်မကောင်းတဲ့ကြီးကန်းမရဲ့အဆုံးသက် အကူကလူရဲ့ ငမလေးစွန်ဒူရီကိုမေးပေးပါလားဒီနေ့သူမရဲ့ဆိုင်ခင်းထဲမှာစပြည့်သေးပင်စိုက်ပါလားလို့စိုက်မယ်ဆိုရင်ညီမကြီးတရားနေစပြည့်သေးစီတွေဝယ်လာခဲ့ပြီးပါမယ်ငမလေးတွန်တနီရေစွန်ဒူရီကစပြည့်သေးအရန်တိတ်တာငါတွက်လေစပြည့်သေးစီပဲယူလာခဲ့ပြီးပါဟုတ်ကဲ့ပါကောက်ကလူရေအဲ့တော့ဆိုညီမခုစည်းသွားလိုက်အောင်မယ်ညနေလောက်ဆိုညီမစပြည့်သေးစီဝယ်ပြီးတော့ပြန်လာခဲ့ပါမယ်ကမ္မလေးတွန်တနီနဲ့ကြီးကန်ကာလူတို့အခုလိုစကားပြောနေကြတဲ့အချိန်မှာပဲ ခုကလေးဗန်ဒီကရောက်လာပါ යි ဗန်ဒီကတွန်တနီကိုအခုလိုပြောလိုက်ပါ යි တွန်တနီနေရသူတို့အမြဲကူညီဖို့ပဲတွေးနေရဲ့သူတို့နင်းကိုပြီးခဲ့တဲ့အခါကဘာလုပ်ခဲ့လဲဆိုတာမေ့သွားပြီလားအဲ့လိုမဟုတ်ပါအကိုဗန်ဒီရဲ့ညီမအကုံမှတ်မိပါတယ်ဒါပေမဲ့အဲ့လိုစကားတိတိလေးတွေကိုညီမတို့ဆွဆဲမြဲမြဲမှတ်ထားမယ်ဆိုရင်ညီမတို့ဘယ်တော့မှကောင်းမွန်တဲ့ငှက်ကလေးမဖြစ်လာနိုင်တော့ပါဘူးနှမ်းမာလီတွန်တနီအရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပါ ဒီတခါတော့ညနေရောက်တာနဲ့စပြစ်သီးဆေးကိုငါလာပေးပါမယ်။ပြီးမှနေ့စီကစပြစ်သီးဆေးတွေယူမှာပါ။ဒီစကားကြတော့ငတ်မလေးတော်တနီကအလွန်ဝမ်းသာသွားပါရဲ့။သူမကစပြစ်သီးဝယ်ဖို့ဈေးသွားလိုက်ပါရဲ့။တစ်ဖက်မှာတော့ជីကန်ကာလူကသူ့ရဲ့မိမဆန်ဒရီကိုအကြောင်းစုံပြောပြလိုက်ပါရဲ့။အဲ့ဒီခိုးစုံကအယမ်းရှည်ရပဲ။ကိုကိစ္စမဟုတ်ပဲနဲ့သူများကိစ္စတွေပါဝင်နေသေးရဲ့။ကျမတို့ကအဲ့နေရာမှာရှိနေ။သူနောက်တခါဘာမှဝင်မပြောရဲတော့ပြန်ပြောပြစ်မှာ။ စန်ဒရီငါတို့အိမ်မှာအေးဆေးထိုင်နေတဲ့စပီတီးစိတ်တွေ့ရတယ်။အဲ့ဒါကိုငါတို့ကတနည်းကိုပတ်စံလည်းမပေးဘူး။ဒါကတော်တော်လေးမကောင်းတဲ့လုပ်ရက်ပဲ။အေးပါအေးပါအဲ့ဒီငတ်မကိုဒီတစ်ခါပတ်စံပေးလိုက်ပါမယ်။အရင်ဆုံးစပီတီးစိတ်တွေရပါစေရော။အဲ့လိုပြောပြီးကြီးကန်းစန်ဒရီကတိတ်တိတ်ဆိတ်ဆိတ်နေလိုက်ပါခနာကြမှာတော့ကာလူးကိုအခုလိုပြန်ပြောလိုက်ပါအကူကာလူးအိမ်ထဲမှာနနနေနေပါညနေခင်းစပြည့်သီးစီတွေဆိုက်ရမှာဆိုတော့ ကျမစိုက်ခင်းနေမှာရေသွားလောင်းလိုက်အောင်မေးစန်ဒရီငါလေးနေနေလိုက်ခဲ့မေးဒါမှအလို့မြ мян ပြီးမှမလိုက်ပါနဲ့မလိုက်ပါနဲ့ရှင်ကအခုပဲစိုက်ခင်းနေမှာပေါင်းမိနေရှင်းလာဆိုတော့ပြင်းမနေရောပေါ့အိမ်မှာနားယူလိုက်ပါကျမပဲရေလောင်းလိုက်ပါမေးအဲ့ဒီနောက်မှာ ကာလူလည်းအိမ်ရမှာပဲလဲလိုက်ပါစန်ဒရီလည်းစိုက်ခင်းနေမှာရေလောင်းဖို့ထွက်သွားပါငါ့မောင်အရန်ပတ်စံပေးခြင်းတရားအခုကြည့်ရသေးရပေါ့သူတွန်တနီးကိုဘယ်ရပတ်စံပေးမလဲဆိုတော့ ပစံနေကောင်လားငါစီမလေးအဲလိုပြောပြီးကြီးကန်းစွန်ထရီကအလွန်ပျော်ရွှင်နေပါ යි အဲနောက်မှာတော့ပစံတွေအားလုံးကိုညီကြီးတဲ့မှာမြုပ်လိုက်ပါ යි တစ်ဖက်မှာလည်းကာလူကစွန်ထရီအလောင်းမျောနေပါ යි ညနေတော်ရောက်နေပြီအခုလောက်ဆိုရင်တွန်တနီယာစပြည့်သီးစေးတွေဝယ်ပြီးထားတော့ပြီဒါပေမဲ့စွန်ထရီကအခုချိန်ထိအိမ်ပြန်မြောက်သေးဘူးကာလူကစွန်ထရီစီကပစံရရမှတွန်တနီစီသွားရမှာမို့စွန်ထရီကိုစောင့်နေရှာပါ යි ခဏနေရောစန်ဒရီကအင်ကိုပြန်ရောက်လာပါ යි စန်ဒရီဘာလို့ဒီလောက်ကြာနေရလဲငါနဲ့ကိုစောင့်နေတာတော်တော်ကြာနေပြီငါ့ကိုပတ်စံ900မြမြတ်ပေးလိုက်တော့ငါတွန်တနီရဲ့အိမ်ကနေကြပြတီးစီတွေယူလာပေးမယ်နေပါဦးခဏနေပါဦးကျမအခုပဲတက်တာတွေကနေပတ်စံထုတ်ပေးပါမယ်စန်ဒရီကအဲ့လိုပြောပြီးပတ်စံယူဖို့တက်တာကိုဖွင့်လိုက်ပါ යි ဒါပေမဲ့တက်တာတွေမှာပတ်စံတပြားတစ်ချမ်းမှမရှိပါဘူးအခုကလူကြီးကြည့်ရတာပတ်စံတွေကုန်သွားပြီထင်တယ် ိမ်မှာပတ်စံမရှိတော့မိဘပြောလိုက်တယ်လွန်ခဲ့နှစ်ရက်ကပဲငါတက်တာတွေမှာပတ်စံတွေတွေ့ပါသေးတယ်ဒီနေ့ကျမှဘဲရောက်သွားလဲရှင်ပါဆိုလိုချင်တာလဲအဲပတ်စံတွေကျမစားပြစ်လိုက်တာမှမဟုတ်တာအိမ်မှာဒီလောက်ကုန်ကြစီများနေရပတ်စံတော့ကုန်မှာပဲလေကျမမှာဘာပြည့်ရှိလို့လဲအဲ့လိုဆိုကောင်းပြီလေပတ်စံရှာပြီးမှပဲတွန်တနီးစီကစပြည့်သီးစီတွေသွားယူတော့မယ်အဲ့မတိုင်ခင်တော့နေဒီတိုင်းပဲထိုင်နေလိုက်ပေါ့ ရှင်မသွားကြင်မသွားနဲ့ကျမဘာသာတွန်တနည်းစီရည်စပြစ်သီးစီသွားယူလာခဲ့မယ်။အဲလိုပြောပြီးစွန်တရီကတွန်တနည်းအိမ်စီသွားလိုက်ပိုင်းရောက်တာနဲ့တွန်တနည်းစီကအကျွေးရှူပါအောင်တယ်။မြမရဲ့အိမ်မှာပတ်စံကုံသားလို့ပါ။ကျမစပြစ်သီးစီရည်အကျွေးနဲ့ပေးလိုက်ပါနော်။ပတ်စံရနဲ့မြမအရင်လာဆက်ပါမယ်။ဒါပေမဲ့စွန်တရီရဲ့အကိုကလူကပတ်စံပေးမှယူမယ်လို့ပြောထားတာ။အဲ့ဒါကိုရှင်ကကျမစီရည်ဘာလို့အကျွေးနဲ့လာယူနေရလဲ။ဟုတ်ပါတယ်ဟုတ်ပါညီမရဲ့ အိမ်မှာလည်းကာလူကအဲ့လိုပဲပြောနေရပါဒါပေမဲ့ကျမစိုက်ခင်းကိုရှင်းလောင်းပြပြီးအကယ်လို့စပြစ်သီးစိမချအောင်ဆိုရင်လှူထားရကြောမနှက်ပဲနေလိုက်မယ်အဲ့နောက်တွန်တနီလည်းစွန်တရီကိုစပြစ်သီးစိရိအကျွေးနဲ့ပေးလိုက်ပါရင်စွန်တရီလည်းစိုက်ခင်းနဲ့သွားပြီးမျိုးစိချလိုက်ပါရင်အဲ့လိုနဲ့ရက်အနေငယ်ကုံဆုံသွားခဲ့ပါရင်အခုဆိုရက်တွေတော်တော်ကြာနေပြီဒါပေမဲ့စိုက်ခင်းနဲ့မှာစပြစ်ပင်တပြင်းမမပေါက်သေးဘူးငါတွန်တနီကိုပတ်စံမပေးတော့ စပြည့်ပင်ပေါပြီးစပြည့်သီးတွေတီးမှာပဲသူ့ကိုပတ်စံပေးမှာတွန်တနီးရဲ့စိုက်ခင်းထဲမှာတော့စပြည့်ပင်လည်းပေါက်လာပြီးစပြည့်သီးတွေလည်းတီးလာပါတယ်။ကြောင်မြင်တော့ဇော်ဒရီကအယံတော်သားထွက်သွားပါတယ်။သူမကကာလူးကိုခုလိုလာပြောပါတယ်။အခုကလူးရှင်တွန်တနီးကိုစပြည့်သီးစီဖို့ပေးရင်ပေးကြည့်သမ်းပါ။ပြီးရင်တော့ကျမအဆိုးမဆိုးနဲ့သူကျမမကောင်းတဲ့စပြည့်သီးစီတွေပေးပြီးတော့အကုန်သေးတဲ့ရေတော့လောက်ပြက်တယ်။ငါတို့စိုက်ခင်းထဲမှာစပြည့်သီးမတိတာတွန်တနီးရဲ့အပြစ်မဟုတ်ဘူး။ ။ငါတော့ဘလို့ဖြစ်ဖြစ်သူ့ပစံပေးရမယ်။ကာလူရဲ့စကားကိုကြားပြီးဇွန်တရီကစိတ်ဆိုးသွားကအဲ့နေရာကနေထွက်သွားလိုက်ပါရင်အဲ့ချိန်မှာတွန်တနီကကာလူကိုခုလိုလာပြောပါရင်အခုကာလူရဲ့ဇွန်တရီခံစားနေရတာညမနားလေပါရင်ကျမစီကနောက်ထပ်မျိုးစေ့တွေယူလိုက်ပါ။အဲ့လိုဆိုဇွန်တရီအခုစိတ်မဆိုးလောက်တော့ပါဘူး။တွန်တနီညမအရင်အောင်သဘောကောင်းနေစန်ထရီလည်းပဲချေကြမှာအမြင်မှန်ရမလဲမသိဘူး ညရောက်တော့စွန်တရီကတွန်တနီရဲ့ဆိုင်ခင်းနဲ့သွားပါရင်ငါစပြစ်တီမစားရအောင်ဆိုရင်ဒီငတ်မောင်လည်းစပြစ်တီစားခွင့်မပေးနိုင်သူ့ရဲ့အပင်တွေအကုန်လုံးဖျက်ဆီးပြစ်မယ်အဲလိုတွေ့ပြီးစွန်တရီကစပြစ်တီတွေခူးပါတယ်ပြီးတော့အဝေးကိုလွတ်ပြက်လိုက်ပါအဲ့ဒါတွေကိုជីကဲကမြင်သွားပြီးအခုလိုပြောလိုက်ပါဟဲ့ជីကဲအမိုက်မအစားစာတွေဖျက်ဆီးနေပါလားနေ့မှနည်းနည်းလေးမှအရွက်မရှိဘူးလားငါစကားနားထောင်ပြီးဒီညလေးထွက်သွားလိုက်ကြော့ ဒါပေမဲ့ဇွန်ဒရီကသူပြောတာတွေကိုနားမထောင်ပါဘူး။သူမကစပြည့်သီးတွေကိုလွတ်ပစ်နေသေးပါပဲ။သို့တော့ငါနီးငါဟန်နဲ့တားမရတော့မယ်။မဟုတ်ရင်အသီးတွေအားလုံးဖျက်ဆီးပစ်လိုက်မယ်။အဲလိုပြောပြီးကြီးကဲကဇွန်ဒရီကိုရိုက်နှက်ပါရယ်။သူမအနာတရားဖြစ်အောင်လုပ်ပြီးအဲနေရာကနေထွက်သွားလိုက်ပါ යි ။မနက်ရောက်တာနဲ့ကာလူကတွန်တနီရဲ့စိုက်ခင်းထဲကိုရှောက်လာပါ යි ။ဇွန်ဒရီနနေ့လောက်အဆက်ရှိသမှာဒါရီအားလုံးကနေလောက်ရက်တွေရှားလက်ပင်နေပင်တော့မှပြန်နိုင်တော့မှာမဟုတ်ဘူး။ စန်ဒရီလည်းသူမရဲ့လောရက်တွေအတွက်နောက်တာရှာနေပါ යි သူမဟာကာလူးနဲ့တောင်အချိန်ချင်းမဆောင်ရဲတော့ပါဘူးကဲပရိသတ်တို့ရဲ့ဒီပုံမြင်လေးကနေရရှိခဲ့တဲ့သင်ခန်းစာလေးကတော့လူသားတွေအကောင်လုံးကရိုးရိုးတသားလောက်ကင်စားထောက်ပြီးအမှန်တရားဘက်ကနေရက်တည်ရမှာပဲဖြစ်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်